ဆံမနာမည်ကတော့အင်းနေပေါ့နော်အသက်ကတော့47နှစ်ရှိပါတယ်ဟိုအဆံမတော့ဟာပေါ့နော်ဒီ16နှစ်ဟိုဆောင်းမွဲဖြီးပြီးတော့မှတင်ချာဆောင်းမွဲဖြီးတော့အချိန်ကြာမှတည်တာ 34နှစ်နောက်ကပေါ့နော်အဝါတော့ဆံမတော့ဒီလိုမျိုးပေါ့နော်မဟုတ်သေးဘူးပေါ့နော်အစအစပဲရှိသေးတယ်နောက်ကျမှတောက်လျှောက်ဟောတာကြတော့36နှစ်နောက်မှာတောက်လျှောက်ဟောတယ်ပေါ့နော်အခုနဲ့ဆိုရင်တော့ဟိုတက်ကတော့9နှစ်လျှောက်ရှိနေပြီဆံမကြတော့ဟောပေါ့သူတယောက်ကြည့်ရတယ်ပေါ့နော်သူတို့ကဘလို့ဘလို့ဆိုအကုန်သိတယ်ပေါ့နော်ဟိုငငယ်ခလေးဘွားတော့ဆိုတော့အိမ်မက်တပိုင်လာပေးတယ်ပေါ့နော်ပေးတဲ့ချိန်ကျရင်ဆံမခလေးဆိုတော့တိတ်မသိသေးဘူးနောက်ကျမှအဲ့လိုမျိုးပေါ့နော်အရွယ်ရောက်လာတော့မှသိတာ မွေးတဲ့ကတော့ပါမယ်ပြောရမယ်ဆရာမကြီးမှာတော့ဒီဆရာတော့မရှိဘူးပေါ့နော်အဘဘုံမင်းကောင်းနဲ့အမအဘပေါ့နော်ဒီအမတော့ညာနန်းနေတယ်အဲ့ဒါပဲရှိတယ်ပေါ့နော်ကျန်တဲ့ဆရာရဲ့စီမှာတင်ထားရတယ်မရှိဘူးပေါ့နော်မွေးတဲ့ကပါတာတော့ဖြစ်နိုင်တယ် 34နှစ်မှာအိမ်မက်လာပေးတယ်တမိလူတွေကိုကယ်ရတော့မယ်အဲ့တော့တမိဒီနှုတ်တွေမနှုတ်တယ်ဆိုအဲ့လိုပြောတယ်ဆရာမတော့ပထမတော့မယုံသေးဘူးပေါ့နော်ကို့မှာတဲ့ဒီလိုပညာတဲ့အဲ့လိုမရှိတဲ့တော့မယုံသေးဘူးဒါပေမဲ့ဆက်ပြီးတော့ဆရာမနှုတ်သေးတယ်ဒါပေမဲ့နှုတ်တဲ့ဆရာမအဆင်မပြေဘူးပေါ့နော်အဲ့ဆိုအဘပြောအမှန်နေပြီထင်တယ်ဆိုပြီးတော့အာနဲ့ဆရာမအိမ်အိမ်လေးတိုင်ပြောင်းလိုက်တယ်ပြောင်းပြီးတဲ့အချိန်ကျမှအမှဟောကန်စဖွင့်တာပေါ့နော် တူတူကြကြဘားတော့တော့အဲ့လိုမျိုးခွန်သားမျိုးကဲရမယ်ကဲပြီးတဲ့အချိန်ကျရင် तू ကအဘားတော့ပေါ့နော်အများနဲ့နန်းညွန်ပေးတယ်ဘလို့ပေးလဲဆိုတော့တမိနောဘာလောက်မလိုက်နဲ့နောဘာလောက်လိုက်တယ်ဆိုနောဘာဖြစ်နိုင်တယ်တကယ်လို့ပေါ့နော်ဒီကိုကဒီလိုမျိုးခွန်သားမျိုးကိုစေနာထားဆိုတမိတော့ပထမ်းဆက်တွေနှုတ်ပေးမယ်ဆိုပြီးတော့အများနဲ့ပြောတယ်ပေါ့နော်ဂျမစီနားတဲ့လူတွေကအကုန်နာကြတယ်ပေါ့နော်တချို့ဆရာတွေလည်းနာကြတယ်တချို့ကြတော့ပေါ့နော်ဒီပညာနာစမ်းတဲ့လူတွေရှိတယ်ဒါပေမဲ့သူတို့ကမယုံကြည်ဘူးပြောတယ်ဒါပေမဲ့ဂျမစီရောက်သွားတဲ့အချိန်ကတော့ပြီးမှပြန်သွားတယ်ပေါ့နော်တချို့ဆိုရှင်ကျော်တွေပါတော့ပါသေးတယ်အစ်စ်နေတယ်မြင့်တယ်ပေါ့နော်တို့လိုတဲ့နာ ာဆန်းကြတယ်ဒါပေမဲ့ဒီကြတော့အော်ဆရာမဒီမျိုးသူဖြစ်တဲ့အတွက်ကျွန်တော်တို့ပြောပါမဆိုမရှိနေခွန့်တို့ပါဆိုပြီးတော့ထိုင်ကြတော့တဲ့လူတွေများတယ်ပေါ့နော်ပထမတော့သူတို့နာဆန်းကြတာပဲဒါပေမဲ့ဆရာမကဘသူဆန်းဆန်းပေါ့နော်ဆရာမကစိတ်ဝင်စားကိုလုပ်တဲ့အနုပ်ကိုဖျောက်လို့မဲ့ဆိုတဲ့စိတ်ပဲရှိတယ် ဇာမအဆရာလည်းပြောချင်တာပေါ့နော်ကိုယ့်အတွက်ကြောင့်သူများကိုပေါ့နော်ဒီချမယ်နေနဲ့ဒုက္ခရောက်တဲ့သူကိုကိုယ့်ဘက်ကတတ်နိုင်တဲ့များကူညီပေါ့နော်အဲ့ဒါတချို့ဆရာတွေပြောနေတယ်ဟိုဟာပြောချင်တာတော့ပေါ့နော်ဒီစားပြန်တော့ဘာမှမလိုက်တဲ့ပေါ့နော်လူတွေဒုက္ခဖြစ်နေတာကိုတတ်နိုင်တဲ့များကူညီဖို့ပေါ့နော်ကိုယ်တကယ်လို့ဒီတပွားမှာစားပြင်မယ်နောက်ဘွားမှာအဲ့လိုမျိုးစားငရေရတော့ခံရမှာပဲအခုဆရာမဆိုတဲ့ပေါ့နော်ဒီရတဲ့ပတ်စံကိုနှုတ်လဲတန်းတယ်ပေါ့နော်ဒီတင်တာပေးတဲ့ပတ်စံကိုပေါ့နော်ဒီဆရာမအခု2000သူတို့ဆရာယူရမှလား1000အောင်ဆရာမဖျားတယ်ဖို့ထားတယ်1000အောင်တော့ကိုကျိုးသက်သုံးတယ်အဲ့ဒါတတ်နိုင်တဲ့များဆရာကနှုတ်လဲပေါ့နော်ဆရာမ မကြတော့ဟိုငယ်စဉ်ခတိဘွားတွေဖရားတရားလုပ်တဲ့အတွက်ပေါ့နော်။နောက်ဘွားမှာအဲ့လိုမျိုးငရေဖြစ်မအောင်ဆရာမမလို့ခြင်းဘူး။အဲ့ဒါကိုကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ကုသိုလ်တွေပေါ့နော်။ကိုကဒီလောဘနှောင့်တိုက်တဲ့ချိန်ကျရင်လောဘဖြစ်သွားရင်ပေါ့နော်။အဲ့ကျန်ကိုကနောက်ဘွားကျန်ငရေခံမှာအဲ့လိုစိတ်ကိုဆရာမမဖြစ်ခြင်းဘူး။အဲ့ဒါတတ်နိုင်တတ်မြတ်ပေါ့နော်။ဒီနိုင်ဘွားမှာရှိတဲ့ဆရာတို့ဆရာမပြောချင်တာပေါ့နော်။ဒီခွန်သားများရပေါ့နော်။မတမရမစားနဲ့။အဲ့လိုစားလဲဥစားပေါ့နော်။ကိုစားပါမြန်အပြင်းဖြစ်တတ်တယ်ပေါ့နော်။အဲ့ဒါတတ်နိုင်တတ်မြတ်ကိုပကပေါ့နော်။ကိုရဲ့ပညာလေးနဲ့သူတို့ပေါ့နော်။ကုညီတဲ့နဲ့သူတို့ကလည်းအာကိုတကြီးကိုစီကိုနားတဲ့ဥစားပေါ့နော်။ရိုက်မချ နဲ့ပေါ့နော်အဲ့ဒါတက်နဲ့တက်မြကိုဘက်ကတက်နဲ့တက်မြကူညီတယ်ဆိုရင်ပေါ့နော်ကိုတစ်ချိန်ကြာရတယ်ပေါ့နော်ကိုဒုက္ခတွေပါတယ်တို့ဖြစ်ခဲ့မယ်ဆိုတော့တို့ကူညီမဲ့လူကပေါ်တယ်ပေါ့နော်ဆရာမဆိုတဲ့ဒီနိုင်ငံခြားလူတွေဆိုအများတန်းအနေထားတယ်ပေါ့နော်ဒီဆရာမပါစက်ကဟားလိုက်တယ်ဆိုတို့ပေးမဲ့လူတွေကများတယ်ဒါပေမဲ့ဆရာမအဲ့လိုမျိုးမလုပ်ချေပေါ့နော်ဘွားကိုအေးကြက်ကြက်မဲ့ပဲဖြတ်တန်းခြင်းနဲ့တေကန်နီးကြံနာမည်လေးပဲကြံခဲ့ခြင်းတယ်ပေါ့အဲ့ဒီဆရာမကတော့ကောင်းတယ်ဆိုတဲ့စိတ်လေးနဲ့အဲ့လိုပဲရှင်းတန်းခြင်းနဲ့ကြံနဲ့ပေါ့နော်ဒီတိုက်တေကားတွေဆရာမမလို့ချင်းပေါ့နော်ရှိတဲ့စီးတဲ့ဥစ္စာတကယ်လို့ချိတ်ခဲ့တယ်ဆိုတော့ဆရာမကတေတဲ့ချိန်ကျအကုန် လုံးပေါ့နော်ဒီဟိုပါပြီးပါမဲ့ခေရလို့ပေါ့နော်အနေအသက်ကြီးဖိုးဖွားတွေဆိုအကုန်လုံးနှုတ်ခဲ့ဖို့တိတ်ထန်ချထားတယ် ။တချို့ဆရာတွေသူတို့ဆရာနားစာဖတ်ဆန်ရယူရဲသူတို့ကပြီးွားရယ်ဆရာမတော့မပြီးဘောနော်။သူတို့နားတဲ့နေနံကိုနေနံရှင်းနေနံတော့အကုန်လုံးပေါ်တော့ဆရာမဘက်ကမေတ္တာပို့ပေးတယ်။အဲ့ဒါဆရာမလို့သာတော့တော့ပေါ့နော်။ဒီကလေးတွေအခု online နိုင်ငံခြားထွက်ဖို့ကြင်ကြာနေတဲ့လူတို့တင်မတက်ဖို့ပေါ့နော်။ကြင်ကြာတဲ့လူတွေဆိုအဲ့ဒါတေချာနှုတ်ပေးတယ်။ပြီးတဲ့ချိန်မှာလူတွေပျောက်သားလို့ပေါ့နော်။ပြီးတဲ့ချိန်မှာဝိညာဉ်တွေပါရယ်ဟောပေးတယ်။ဝိညာဉ်ကြတော့ဆရာမရဲ့ခန္ဓာကိုယ်မကက်ပေးဘူး။သူတို့တေဟောပေါ့နော်။သူတို့ online ရှိသေးတယ်ဆိုရှိသေးတယ်။မရှိတော့ချွတ်ဝါဆိုချွတ်ဝါအဲ့လိုပဲပြောတယ်ပေါ့နော်။ဆရာမခန္ဓာကိုယ်တော့မကက်ပေးဘူး။အဲ့ဒါတော့အဓိကနှုတ်ပေးတယ်။ ဒါမဲ့ဆရာမဘက်ကအိမ်ချမ်းမီကိစ္စတော့ဆရာမမလုပ်ပေးတော့ဘူး။ဘာကြောင့်မလုပ်ပေးလဲဆိုတော့လူတွေကကတိမသိဘူးပေါ့နော်။အိမ်ချမ်းမီကတော့တကယ်ဒုက္ခဖြစ်တဲ့လူဆိုရင်တော့ကူညီမယ်ပေါ့နော်။တကယ်လို့ဆရာမကနေညာပြီးတော့ဒုက္ခဆရာမတော့ဒုက္ခဖြစ်တယ်ဆိုအဲ့လိုမျိုးလူမျိုးဆရာမမကူညီဘူးပေါ့နော်။နားတဲ့လူတွေကအကုန်လုံးဆရာမမျက်နှာချီတာနဲ့သူတို့ဘာပါဆိုတော့အကုန်လုံးတည်တယ်ဆရာမတို့ရောက်ရင်တော့သူတို့နေလို့မရဘူးပေါ့နော်။ အဓိကဆံမပါနော်ဒီဖះတဲ့ဖို့ရှိတယ်ဖះတဲ့ရတော့အိမ်မက်ရပဲပေါ့နော်ဒီမိန်းကလေးမိန်းကလေး၁၇ယောက်တဲ့ဖို့ရှိတယ်ပေါ့နော်ယောက်ျားလေးကတော့9ယောက်အဲ့ဒါလည်းဒီအိမ်မက်ရပဲဆံမတဲ့မှာပေါ့နော်သူများတွေကကြားမြင်ဆိုပြီးတော့ကြားမြင်ရခြင်းတဲ့လူတွေရှိတယ်ပေါ့နော်မရှိတဲ့လူတွေရှိတယ်ဒါပေမဲ့နေစားရနေတဲ့လူတွေများတယ်ပေါ့နော်ဆံမကြတော့ပေါ့နော်ဒီလူတယောက်မျက်နှာကြည့်ရဆိုသူတို့ကဘာပါဆိုအကုန်သိရတယ်ပေါ့နော်တချို့ဆိုရင်ပေါ့နော်သူတိုက်ဆက်ဆိုတာလည်းဆံမကြည့်တာနဲ့သိရတယ်ဒါပေမဲ့သူတို့သူများဆံမစစ်ထားသူတိုက်ဆက်ပေမဲ့ပုံကိုရှိတယ်ပဲပြောတာသူတို့တော့ကပါတဲ့ပုံကိုပေါ့နော်မရှိဘူးဟိုနေအောက်ဆောင်သူတို့မသိ ကြအောင်ဆရာမကြတော့သူတို့ကပါတဲ့ပုံကိုယ်တည်းသိတယ်ပေါ့နော်ပြီးတဲ့ချိန်ကျရင်ဆရာမဟောပေါ့နော်ဒီဟိုဘယ်နေရာသွားသွားပေါ့နော်ဒီအကုန်လုံးကမြင်နေရတယ်မကောင်းဆိုးအောင်ကောင်းတဲ့လူကိုမြင်ရတဲ့အတွက်သူတို့ဆရာမတင်လာတဲ့လူတွေကတော့ပေါ့နော်တခါကျကျမတို့ဟိုဆက်ပါတီဆက်ပါပြောကြပေမဲ့ဆရာမကြီးရရင်မှန်သွားတဲ့လူတွေရှိတယ်ပေါ့နော် အော်တိုက်ဆက်ဆရာတော့သူတို့ကြတော့ဒီငကားတွေပဲပါလာဆိုရင်တော့မှာပေါ့နော်ဒီသူတို့ငကားပုံစံတွေမြင်ရတယ်ပေါ့နော်ပြီးတဲ့ချိန်ကျရင်သူတို့တော့ပေါ့နော်ဒီမွေတိုက်ဆက်ဆိုရင်မွေတွေပဲပါလာတယ်ပေါ့နော်အဘပါနဲ့နောက်ကနေအဘအဲဆိုတောင်မွေးနဲ့ပါလာတွေ့ရတယ်ပေါ့နော်ပြီးတဲ့ချိန်ကျရင်နောက်ကတည်းကအများကြီးနာမှာဖြစ်တဲ့အတွက်ပေါ့နော်ကိုယ့်ဘက်ကတက်နိုင်တည်းများဖျားတရားပေါ့နော်ဒီမလုံနိုင်တော့10မိနစ်15မိနစ်အဲ့လိုမျိုးလုံဖို့ဆရာမတိုက်တွန်းခြင်းတယ်ပေါ့နော်မြင်ရကြည့်ကြားမြင်ဆရာတက်နိုင်ငံတော့မှာတယောက်တည်းရှိတယ်ဆိုရင်ဒါမဲ့ကြားမြင်ဆရာမကြီးကသူတို့ကအကြမ်းပေါ့နာကြတယ်ပေါ့နော်တကယ်တော့ဆရာမပြောတာဆရာမမျက်နှာပဲကြည်တာပေါ့ နော်။ကြားမြင်တဲ့မျက်နာနဲ့ကြည့်ပြီးတော့အဲ့လိုဟောတဲ့ဆရာမတယောက်ပဲရှိတယ်လို့ပြောတာ။သူတို့လည်းပြစ်မပြောပါဘူး။ဒါမဲ့ပေါ့နော်ဒီဆရာမပြောဒီနိုင်ကိုကြီးတဲ့လူတွေအကုန်လုံးကပေါ့နော်။ဒီဆရာမတယောက်ကိုဝေဖန်မယ်ဆိုရင်ပေါ့နော်အဲ့ဆရာမရဲ့အကြောင်းကိုသွားပြီးတော့နေနာနေနာပြီးမှကိုကပြန်ပြီးတော့သုံးသက်ပေါ့နော်။ဒီဆရာမကောင်းတာမကောင်းတာတေချာကြည့်ပြီးတော့မှဝေဖန်ပေါ့နော်။တမဝါရရှိတဲ့ဆရာကိုသွားစော်ကားဆိုသူအဖြစ်ဖြစ်နိုင်တယ်။အဲ့အတွက်အပြစ်မဖြစ်အောင်လို့ကိုတေချာတင်းနေနာလို့ဆရာမတရားနေပြီးတော့ပြောကျင်တယ်ပေါ့နော်။